ရိုနယ်ဒိုရဲ့ကစားသမားဘဝတန်းကြရှည်မှုရဲ့လူဝဲချက်တွေကိုပြောပြလာတဲ့အန်နာဆာနီးပြဟောင်းဒီနေ့မှတော့ကမ္ဘာဘောလုံးလောကရဲ့ဂဏဝန်ကစားသမားကြီးတူဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ထူးခြားတဲ့ကစားသမားဘဝတန်းကြရှည်မှုနဲ့ပတ်သက်တဲ့လူဝဲချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အသက်40ရှိပြီဖြစ်တဲ့အန်နာဆာကျေဝင်ကြီးဟောင်းသူရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေကိုဘလို့ထိမ့်သိမ်းထားနိုင်လဲဆိုတာကိုနီးပြဟောင်းတို့ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ပေါ်တူဂီကနေဝန်ကစားသမားကြီးရိုနယ်ဒိုဟာ2003ခုနှစ်မှာ Sporting ကနေ Manchester United ကိုပြောင်းရွှေ့ခဲ့ပြီးနောက်ကမ္ဘာထိပ်တန်းဘောလုံးလောကမှာနှစ်ပေါင်း20ကျော်ကြာရပ်တည်ခဲ့ပါတယ်သူက Manchester United Real Madrid ဂျူမင်တက်တဲ့အန်နာဆာတို့မှကစားခဲ့တဲ့ကာလတွေမှာစံချိန်ပေါင်းများစွာကိုချိုးဖြတ်နိုင်ခဲ့ပါတယ်။အသက်40ပြည့်ပြီဖြစ်ပေမဲ့ရော်နယ်ဒိုအခြေစွမ်းကျဆင်းခြင်းလက္ခဏာလုံးဝမပြဘဲကလပ်အသင်းအတွက်ရောနိုင်ငံအသင်းအတွက်ပါဂိုးသင်းဆက်ကြီးဖြစ်ဆက်လက်တည်ရှိနေပါတယ်။သူ့ရဲ့ဆန္ဒတစ်ခုကတော့တနည်းနည်းမှာပေါ်တူဂီ U15 အသင်းအတွက်ပထမဆုံးနိုင်ငံတကာပွဲထွက်ကစားခဲ့တဲ့တပ်ဖြစ်သူရော်နယ်ဒိုဂျူနီယာနဲ့အတူကစားရဖို့ပါပဲ။ရော်နယ်ဒိုကသူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာပြင်းထန်တဲ့ဒဏ်ရာတွေချောင်ရှားနိုင်ခဲ့တာကြောင့်ထူးခြားတဲ့တကောရေးစံချိန်တွေကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေကတူဦးဖြစ်တဲ့ရော်နယ်ဒိုဟာ အတူတွဲဖက်အလုပ်လုပ်ရတာလည်းပြောစရာကောင်းတဲ့သူတို့ဦးလို့ဆိုပါတယ်။အင်နာဆာနီးပြအောင်တူဦးဖြစ်တဲ့လူဝိတ်ကတ်စထိုက Sky Sport နဲ့အင်တာဗျူးမှာအရင်လွယ်ကူပါတယ်။ကမ္ဘာကောင်းဆုံးကစားသမားနဲ့အလုပ်လုပ်ရတာတကယ်ကိုပြောစရာကောင်းပါတယ်။ခရစ်စတီယာနိုရော်နယ်ဒိုမှာတီးကြတဲ့လော်ရိုးလုပ်စင်တွေရှိပါတယ်။လေဂျင်နဲ့ပတ်သက်တဲ့ခိုင်မာတဲ့လေဂျင်ရှိသလိုလေဂျင်မှုနဲ့ပွဲပေါ်မှာလည်းလေးနဲ့ထားလေးစားမှုရှိပါတယ်။ဒါရီယာနေ့စဉ်အလုပ်တွေကိုပုံမလွယ်ကူစေပါတယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်ကတခြားကစားသမားတွေနဲ့ရော်နယ်ဒိုဘာကြောင့်ကွာခြားလဲဆိုတာကိုမေးမြန်းတဲ့အခါမှာရော်နယ်ဒိုနဲ့တူအန်နာဆာအတွက်တခုရဲသောဖလားကိုရယူပေးခဲ့တဲ့ကတ်စတိုကအခုလိုဖြေကြခဲ့ပါတယ်။သူ့ကိုတခြားသူတွေနဲ့ကွဲပြားစေတာကတော့ လီချင်းကမလုတ်ခင်နဲ့လုတ်ပြီးနောက်ဖြစ်ပျက်တာတွေပါပဲအဲ့ဒါကိုသူလုတ်တဲ့မမြင်ရတဲ့လီချင်းလန်လို့ခေါ်ပါတယ်လို့ရှင်းပြခဲ့ပါတယ်သူရဲ့ပြုမှုတွေအားလုံးကအင်္ဂစားဆွမ်းဆောင်ရည်ကို UDP ပြုလုပ်တာပါအိတ်ဆက်မှုနဲ့ခန္ဓာကိုယ်ပြန်လဲနလန်ထားမှုတွေပါပဲသူကကောင်းကောင်းစားတော့ဖို့ကောင်းကောင်းအိတ်ဆက်ဖို့နဲ့သူ့ခန္ဓာကိုယ်ကိုစနစ်တကျပြင်ဆင်ဖို့ကိုအလေးထားတဲ့သူတူဦးပါကျွန်တော်အမြင်ရတော့ဒါကခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားသမားဘဝသက်တမ်းကြာရှည်မှုရဲ့အဓိကအရင်းမြစ်ပါပဲလို့ကတ်စတိုကပြောကြားခဲ့ပါတယ်ရော်နယ်ဒိုရဲ့ကစားသမားသက်တမ်းကြာရှည်မှုဟာသူ့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေပြင်ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားနဲ့ဘောလုံးပေါ်ထားတဲ့မဆုံးမနစ်စူးစမ်းအားထုတ်မှုတွေကြောင့်လည်းဖြစ်ပါတယ် သူကအောင်မြင်မှုကိုအမြဲတမ်းစားလောင်နေပြီးသူ့ကိုယ်သူအမြဲတမ်းစိန်ခေါ်နေတဲ့သူတူဦးပါအပန်းဖြစ်ချိန်တွေချော့ချပြီးလေးချင်းရဲ့အာဟာရနဲ့အနားယူမှုတွေကိုလေးပိတ်လှုပ်ဆောင်တာသူ့ရဲ့အောင်မြင်မှုရဲ့လိုအပ်ချက်တွေကတခုပါပဲအသက်40အရွယ်မှာတောင်ထိတ်တန်းအဆင့်မှာဆက်လက်ရပ်တည်နေနိုင်တာဟာကမ္ဘာတစ်ဝန်းကလူငယ်တွေအတွက်စံနမူနာတစ်ခုပါပဲ2026ကမ္ဘာဖလားမှာပါဝင်ကစားဖို့နဲ့ကစားသမားဘဝကိုတတော်ပြင်းမြောက်အောင်မြင်ဖို့ရည်မှန်းထားတဲ့ရော်နယ်ဒိုဟာအင်တာဆာနဲ့သူ့ရဲ့စံချိန်နဲ့စာချုပ်ကိုတက်တန်းတိုးလိုက်မယ်လို့မျှော်လင့်ရပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီနေရာကြီးမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့အတင်းပြောင်းလဲပြီးစိန်ခေါ်မှုအသစ်တစ်ခုကိုရင်ဆိုင်နိုင်တယ်လို့ထင်ကြေးပေးမှုတွေလည်းထွက်ပေါ်နေပါတယ် A Liverpool score! It's Mohamed Salah's one.